မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆံပဲဖြစ်ပါတယ်ရှင်။စကောင်စီကတကြံကာလအတွင်းမှာပဲလင်းဘုံကျဲတိုက်ခိုက်မှုတွေကိုဆက်လက်ပြုလုပ်နေပါတယ်။ စကိုင်းတိုင်းအင်းတော်မြို့နယ်ပိန်နယ်ကုန်းရွာကိုတရအူးတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့ဒီကနေ့ဧပြီ၁၄ရက်နေ့နေ့လယ်၁၇:၄၈မိနစ်မှာဘုံနှလုံးကျဲရတယ်လို့အင်းတော် Revolution IR အဖွဲ့ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကလေကြောင်းကနေကျဲချလိုက်တဲ့ပုံဟာ ပိန်နေကုန်းရွာဖုန်ကြီးချောင်းကိုကြားရောက်ပောက်ွဲခဲ့လို့ဖုန်ကြီးချောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ပြည်သူနှအူးလည်းထိခိုက်ခဲ့တယ်လို့ဒေတာတွင်သတင်းတွေကိုဖော်ပြနေတဲ့ Indo Revolution IR အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်ပိန်နေကုန်းရွာဟာထိခိုက်မြို့နယ်အဆက်ကမန္တလေးမြစ်ကြီးနားကားလမ်းမပေါ်မှာတည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်ဒါအပြင်မနေ့ကတကြံအကြုံနဲ့73ရက်နေ့မှာစစ်ကောင်စီက ကောလင်းမြို့နယ်နဲ့ဝန်းတိုမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်မနေ့ကမွန်းတဲမှာစစ်ကောင်စီကလေရင်နဲ့ပစ်ခတ်ခဲ့တဲ့ဘုံတွေဟာကောလင်းအရှိချမ်းညောင်ကုန်းကျေးရွာမှာရှိတဲ့စီလုံးငန်းလောက်ကိုင်းနေတဲ့စီချမ်းတစ်ခုမှာကြားရောက်ပောက်ွက်ခဲ့တဲ့အတွက်အမျိုးသားတအူးနဲ့အမျိုးသမီးတအူးထိခိုက်ပြီးစီချမ်းတဲကအဆောက်အအုံနဲ့ကားတွေလည်းမိလောင်ပျက်စီးသွားတယ်လို့သိရပါရယ်ညပိုင်း9နာရီမှာလည်း ဝန်းသူမျိုးနဲ့ဂျိုးတောင်ရွာစင်းနဲ့ညောင်မင်တာအုပ်စုမြောင်တောင်ရွာကိုတိုက်လေရင်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ဖုံးတော်ကြီးကျောင်းထိမှန်ပြီးတန်ခါတော်တပါးထံရရှိကြောင်းသိရပါဗျ။စစ်ကောင်စီကဧပြီလ17ရက်နေ့ကလည်း ကောလင်းမြို့နယ်ရှော်ပြုံကြီးရွာနဲ့တဲချောင်းရွာတေးကြီးရွာတွေကိုလေချောင်းနဲ့ပေါင်900ဘုံတွေကျဲချခဲ့ပြီးဧပြီလ10ရက်နေ့မွန်းလွဲ့နေ့နာရီလောက်ကလည်းကောလင်းအရှိတ်ချမ်းအင်ပင်လာကြီးရွာကိုပေါင်900ဘုံနှလုံးကျဲချခဲ့လို့အသက်16နှစ်အရွယ်စစ်ဘေးရှောင်မင်းကလေးတအူးတေဆုံးတဲ့အပြင်၃ဦးထဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့မနေ့ကတကြံအကြိုနဲ့မှာစစ်ကောင်စီလက်အောက်ခံဝါရဇုတ်ပြည်သူစစ်အဖွဲ့နဲ့ KIA ပူးပေါင်းအဖွဲ့တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကချင်ပြည်နယ်တနိုင်းလီတိုလမ်းမကြီးခုံဆိုင်ရန်ကျေးရွာနာမှာမနေ့ကမနက်7:00နာရီလောက်ကမင်းစင်တန်းဦးဆောင်တဲ့ဝါရဇုတ်ပြည်သူစစ်တပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ထံကသတင်းသိရပါဗျ။ ပြည်သူစစ်တပ်ဖွဲ့ဘက်ကစတင်ပြီးဒရုန်းတွေလွတ်တင်စစ်ရေးလှုပ်ရှားမှုစတင်ပြုလုပ်လာခဲ့တဲ့အတွက်နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းသတင်းရင်းမြစ်ပြပြချက်အရာသိရပါတယ်။မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလျင်ဘေးတင်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်နိုင်ဖို့အတွက်စစ်ကောင်စီနဲ့ GIO ကဧပြီလ2ရက်နေ့ကနေစပြီး22ရက်နေ့အထိရာရီအပြည့်ရက်ကြောင်းထုတ်ပြန်ထားခဲ့ပေမဲ့ချင်းချက်အနေနဲ့တော်လန်ရေးအဖွဲ့တွေဘက်ကစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာမယ်ဆိုရင်စစ်ကောင်စီကတိုက်ခိုက်မယ်လို့ထုတ်ပြန်ချက်မှထည့်သွင်းထားသလို GIO ဘက်ကလည်း ဲ့အဆိုပါအချက်တွေကိုစစ်ကောင်စီကိုယ်တိုင်ကလိုက်နိုင်ရန်လိုအပ်ကြောင်းယာယီအပြည့်ရဆဲခြင်းထုတ်ပြန်ချက်မှာပြန်လည်တုံ့ပြန်ထားပါတယ်။ဒါပေမဲ့ထုတ်ပြန်စာထုတ်ပြန်ပြီးနောက်ရက်မှာပဲစစ်ကောင်စီကကချင်ပြည်နယ်ဗမော်နယ်ဝိုင်းမော်ဒေတာမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အပြင်နှစ်ဖက်စီရေလှုပ်ရှားမှုတွေစတိုက်ရှိနေပြီးတိုက်ပွဲတွေဖြစ်ပွားနေတာပဲဖြစ်ပါတယ်။ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။ Thank <laughs> you.